မင်္ဂလာပါခင်ဗျာတနင်္သာရီတရင်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်ကိုဒဝဲဝက်ဝိုင်းတော်သားတွေကစီစဉ်တင်ဆက်ထားတာပါဒီနေ့ဒီဇင်ဘာလ10ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့တရင်အကြောင်းအရာတွေပထမဆုံးတင်ဆက်ပေးနေတာကတော့ဒဝဲမြို့အဝင်မှာခီးတဲတင်ကားတစီပေါင်လို့လူသေးဆုံးခဲ့တဲ့တရင်ကိုပြောပြသွားပါမယ် ဒဝေမြို့အဝင်ဇဟာယွာနာမှာ ခရီးသည်တင်ကားတစီမဏိကတိမ်မောက်ခဲ့ပါတယ်။မော်လမြန်ဘက်ကလာတဲ့အဲ့ဒီခရီးသည်တင်အန်စာတုံးကားတိမ်မောက်ရမှာခရီးသည်တဦးတေဆုံးပြီး၄ဦးဒဏ်ရာရခဲ့တာပါ။မြစ်တာမြို့ဖောင်းတော်ယွာနေအမျိုးသမီးတဦးတေဆုံးပြီးအခြားအမျိုးသမီး၄ဦးဒဏ်ရာရသွားခဲ့တာပါ။အဲ့ဒီကားဟာမော်လမြန်အခြေစိုက်ထုံးမြင့်မူရင်လိုင်းကခရီးသည်တင်ရင်ဖြစ်ပြီးဒဝေကိုစင်းလုံးကလိုက်လာတာလို့ဆိုပါတယ်။ တနင်္သာရီတိုင်းရဲ့မိုးလေဝသအခြေအနေတွေကိုတင်ပြသွားပါမယ်။ဆောင်းရာသီအထိအခါလွန်မိုးရွာနေတဲ့တနင်္သာရီတိုင်းမှာအခုလအစောပိုင်းအထိမိုးဆက်ရွာမယ်လို့ခန့်မှန်းထားပါတယ်။ထိုင်းပင်လယ်ကွေးမှာအစာပြိုးလာတဲ့လေပွေလှိုင်းဟာကပ်ပလီပင်လယ်ပြင်တောင်ပိုင်းကို ရောက်လာပြီးလေပြင်းအားနဲ့ရံဝန်ဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။ဒါကြောင့်မို့ကနေ့ကနေဒီဇင်ဘာလ၄ရက်နေ့အထိနေရာကွက်ကြားကနေနေရာကျဲကျဲမိုးထစ်ချုံရွာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ အခါလွန်မိုးကြောင့်တောင်သူတွေအခက်တွေ့နေရတဲ့အကြောင်းဆက်ပြောပြသွားပါမယ်။ဒီလိုမျိုးအချိန်ကာမဟုတ်ရွာသွန်းနေတဲ့အတွက်တိုင်းထဲကတောင်သူတွေအခက်တွေ့နေကြရပါတယ်။မကြာခဏမိုးရွာနေလို့ကွန်တီခွဲတာနေလှမ်းတာတွေမလုပ်နိုင်ပဲအခက်ကြုံနေရပါတယ်။ကွန်တီတွေမိုးရေထိတဲ့အတွက်အမဲရောင်ဖြစ်သွားတာပူတက်တာတွေကြုံနေရပြီးတပိတ်သားကို900ကျပ်လောက်ဈေးကျသွားတာပါ။ဒါအပြင်စဘာဆိုင်တောင်သူတွေရောဘာတောင်သူတွေနဲ့စားတောင်သူတွေလည်း ခါလုံးမူးကြောင်အခက်တွေ့နေကြရပါတယ်။နောက်ဆုံးတစ်ပုတ်အနေနဲ့ထိုင်းဘတ်နဲ့ရွှေစည်းနှုံအကြောင်းပြောပြသွားပါမယ်။ဒီနေ့မှာတော့ထိုင်းဘတ်ရောရွှေစည်းပါအတက်အကျမရှိဖြစ်နေပါတယ်။ဒဝေဒေတာငွေလဲနှုံထားတွေအရာထိုင်းငွေတစ်ပတ်ကို80ကျပ်စွန်းစွန်းပေါက်ဈေးရှိနေတာပါ။အခောက်ရွှေကတော့တစ်ပတ်လုံးညီပါဈေးညင်နေပြီးတစ်ကျပ်သားကို26သိန်း5000နဲ့ရောင်းချနေကြတာပါ။ ်အခုလိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်မြန်မာနိုင်ငံသူနိုင်ငံသားများကပ်ပြီးအပေါင်းကအမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဒဝေဝက်မိုင်းတော်သားတွေကဆုမွန်ကောင်းတောင်းပန်ပါတယ်ခင်ဗျာ